ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်တူတူခွားဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဧဘဩဝါဒစာအခန်းကြီး9အပိုင်းငယ်16မှ19ယခုနေ့ရက်ကာလတို့သည်ဆိုးရုပ်တော်ကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောထို့ကြောင့်တတိမရှိတော်သူမဖြစ်သခင်ဘုရား၏အလိုတော်ရှိရာကို ပိုင်ချ၍တည်တော်သူဖြစ်ကြလောကျွန်တော်ဒီနှုတ်ကပတ်တော်မှာဘာကိုဖော်ပြလဲဆိုရင်တော့ ယခုနေ့ရဲ့ကာလတို့သည်ဆိုးရုပ်တဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်မို့ကာလအချိန်ကိုရွေးနှုတ်ပါ။နေ့ရက်စတိုင်းမှာသင်ဖျားနဲ့အသက်ရှင်ဖို့ဖြစ်တယ်။သင်ရဲ့အချိန်တွေကိုဖျားသခင်နဲ့ရှောက်လန်းတတ်ဖို့လိုအပ်ပါတယ်။တတိမရှိသောသူကဲ့သို့မဖြစ်ပါစေနဲ့။သခင်ဖျားကြီးအလိုတော်ရှိရာကိုပိုင်းခြား၍တည်တော်သူ ဖြစ်ကြလောလို့တမန်ကျမ်းစာက ဖော်ပြပါတယ်။ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာကိုယ်လိုတိုင်းအသက်ရှင်လာလား ဖရာသခင်အလိုတော်တိုင်းအသက်ရှင်တာလားကိုယ့်အလိုတိုင်းအသက်ရှင်တော့ဖရာသခင်အလိုတော်နဲ့လွဲချော်နေမှာဖြစ်တယ်ကျွန်တော်ဘဝကမောက်ကမဖြစ်နေမှာဖြစ်ပါတယ်ဒါကြောင့်မို့ဖရာသခင်အလိုတော်ရှိရာကို ပိုင်းခြား၍တည်တော်သူ ဖြစ်ပါစေဖရာသခင်ရဲ့အလိုတော်လမ်းထဲမှာအသက်ရှင်တော်သူဖြစ်ပါစေဖရာသခင်အလိုတော်တိုင်းအသက်ရှင်ခြင်းကသာလေကျွန်တော်တို့ဘဝရဲ့စစ်မှန်တဲ့အတိတ်ပဲဖြစ်ပါတယ် ဒါကြောင့်မို့ဒီလောကခဏတာအသက်ရှင်တဲ့အခါမှာသင်ကကိုယ့်အလိုတိုင်းကိုယ့်ရဲ့စိတ်ဆန္ဒကိုယ်ဖြစ်ချင်တာကိုယ်သွားချင်တာကိုယ်စားချင်တာကိုယ်လှုပ်ချင်တာကိုယ်ကြော်ကြဖို့ကိုယ့်ရဲ့ဘဝတတာလေးမှာအောင်မြင်ဖို့ကိုယ့်ရဲ့တတ်မှတ်မှုတွေငါဆိုတဲ့အတ္တတွေနဲ့ပဲမိမိရဲ့စိတ်အလိုတိုင်းပဲအသက်မရှင်မဲနဲ့ဖရာသခင်အလိုတော်တိုင်းဖြစ်ပါစေဆိုပြီးတော့ဝန်ခံခြင်းနဲ့အသက်ရှင်တတ်ဖို့အင်မတန်ရည်ကြီးပါလေ။ကျွန်တော်တို့ဘဝတတာလေးမှာနေ့စဉ်အသက်ရှင်သည်ဖြစ်စေဖရာသခင်ကိုကိုးကွယ်သည်ဖြစ်စေ အမှုတော်ဆောင်သည်ဖြစ်စေအလိုတော်တိုင်းလှုပ်ဆောင်မှုဖြစ်ပါလေ။ကျွန်တော်တို့ကနေ့ရက်ရှင်တိုင်းမှာအသက်ရှင်တဲ့အခါမှာကိုယ်လိုတိုင်းအသက်ရှင်နေရသူလားဖယားသခင်အလိုတော်တိုင်းအသက်ရှင်နေသူလားဆိုတာကိုပြန်လည်ဆန်းစစ်ဖို့ဖြစ်ပါလေ။ဖယားသခင်ကိုကိုးကွယ်တဲ့အခါမှာလည်းကိုကြိုက်တဲ့သချင်းကိုကြိုက်တဲ့ပုံစံကိုကြိုက်တဲ့အနေအထားမျိုးနဲ့ကိုးကွယ်ဖို့မဟုတ်ဘဲနဲ့ဖယားသခင်ရဲ့အလိုတော်တိုင်းကျွန်တော်တို့ကနံဝိညာဉ်နဲ့လကောင်းတစ္ဆာနဲ့လကောင်းကိုးကွယ်တတ်ဖို့ဖြစ်ပါလေ။ အမှုတော်ဆောင်တဲ့အခါမှာလေဖရာသခင်အမှုတော်ထဲမှာပါဝင်တဲ့အခါမှာလေကိုရှိတဲ့နေရာမှာဖရာသခင်အမှုတော်ကိုပါဝင်တဲ့အခါမှာကိုဖရာသခင်ပေးထားတဲ့အစွမ်းစားနဲ့ဖရာအမှုတော်မှာပါဝင်တဲ့အခါမှာဖရာသခင်အလိုတော်တိုင်းဖရာသခင်ခိုင်းတဲ့အတိုင်းသင်ကအမှုတော်ဆောင်သောသူလားဒါမှမဟုတ်ရင်ကိုအမှုကိုကိုဆောင်သောသူလားကိုလှုပ်ချင်တာကိုလှုပ်တဲ့သူလား ဖယားသခင်ရဲ့အမှုတော်ဆောင်ဆိုတာကဖယားသခင်အမှုတော်ထဲမှာပါဝင်တယ်ဆိုတာကဖယားခိုင်းတဲ့အတိုင်းဖယားသခင်အလိုတော်ကိုဆောင်ပြီးတော့လှုပ်ဆောင်တတ်ဖို့အင်မတိုင်ကြီးကြည့်ပါတယ်။ကျောတမကျမ်းစာထဲမှာညီကိုနှစ်ယောက်ဖယားသခင်ကိုတွားပြီးတော့ကိုးကွယ်တယ်။ကာအီနာနဲ့အာဗေလာဖြစ်ပါတယ်။တယောက်ကအယက်ဆိုင်တွားပြီးတော့တယောက်ကဖယားသွားရှိခိုးတာမဟုတ်ပါဘူး။တယောက်ကမကောင်းတာတွားလှုပ်ပြီးတော့တယောက်ကကောင်းတာလာလှုပ်တာလည်းမဟုတ်ပါဘူး။နှစ်ယောက်စလုံးကဖယားကိုလာရှိခိုးတာဖြစ်တယ်။တို့ရတွင်တယောက်ကိုပဲဖယားလက်ခံတယ်။ တယောက်ကိုတော့ဖခင်ကညင်းပယ်လိုက်တယ်။အာဘီလာနဲ့သူ ਈ ပူဇော်တကောက်ပဲဖခင်ကနှစ်သက်ပြီးတော့လက်ခံခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်တော့အာဘီလာကယုံကြည်ခြင်းနဲ့ပူဇော်တယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ယုံကြည်ခြင်းဆိုတာဘယ်ကလာလဲဆိုတော့ကြားနာခြင်းကလာတယ်။ကြားနာခြင်းကဖခင်စကားလာတယ်။အတိတ်ဘယ်ကတော့ယုံကြည်ခြင်းနဲ့အာဘီလာပူဇော်တယ်ဆိုတဲ့အတိတ်ဘယ်ကဖခင်စကားအတိုင်းဖခင်အလိုတော်အတိုင်းလှုပ်ဆောင်တယ်ဆိုတဲ့အတိတ်ဘယ်ဖြစ်ပါတယ်။ကာယိနာကြတော့ဖခင်အလိုတော်အတိုင်းသူမကိုးကွယ်ဘူး။ ်သူကိုးကွယ်ခြင်းတဲ့အတိုင်းသူကိုးကွယ်တယ်သူ့မှာရှိတဲ့ယာနဲ့သူ့မှာရှိတဲ့အသီးနှံနဲ့ဖះကိုပူဇော်တယ်ဖះကအခွင့်အရေးပေးပါတယ်ကာအီနာမင်းလောက်တာမှားနေတယ်နော်မင်းပြန်လာပြီးတော့ငါ့ကိုပြန်ပူဇော်ပါတကားနာမှာရစ်ကောင်ရှိတယ်ဖះကဒုတိယအကြိမ်ခွင့်အရေးပေးတော်ညာလဲကာအီနာကမလုဆောင်ခဲ့ပါဘူးဘာကြောင့်လဲဆိုရင်တော့ကာအီနာနှလုံးသားကမာကျောနေတော့ကြောင့်ဖြစ်တယ်သူနှလုံးသားမမှန်တဲ့အခါမှာဖះသခင်အလိုတော်ကိုမလိုက်ရှောင်နိုင်ဘူး ဒါကြောင့်မို့ဘုရားသခင်ကအာဝီလာနဲ့သူ့ရဲ့ပူဇော်တကာကိုပဲအတိမတ်ပြုပြီးတော့ကာယီနာရဲ့ပူဇော်တကာကိုအတိမတ်မပြုဘူး။နှစ်ယောက်စလုံးဘုရားကိုကိုးကွယ်တာပဲနော်။နှစ်ယောက်စလုံးဘုရားကိုရှစ်ခိုးတာပဲ။ဒါပေမဲ့တယောက်ကိုပဲဘုရားလက်ခံတယ်။အလိုတော်အတိုင်းကိုးကွယ်တဲ့သူအလိုတော်အတိုင်းလှုပ်ဆောင်တဲ့သူကိုပဲဘုရားကလက်ခံပါတယ်။တမန်ကျမ်းစာထဲမှာရှောလူနဲ့ဒါဝိအသက်တော်ကိုကြည့်မယ်ဆိုရင်လေရှောလူကကိုယ့်ရဲ့စိတ်တဘောအလိုတိုင်းသူကအသက်ရှင်ခဲ့တယ်။သူ့အသက်တာတောင်းအောင်လျှောက်သူလှုပ်ချင်တာသူလှုပ်တယ်။ သူစိတ်သဘောတိုင်းပဲသူကလှုပ်ဆောင်တယ်ဖះအလိုတော့ဖះရဲ့သဘောကိုသူမရှာဖွေခဲ့ဘူးဒါကြောင့်မို့သူ့အတ္တကတောက်လျှောက်လန်းလွဲပြီးတော့နောက်ဆုံးဓားပြားပေါ်မှာကိုကိုကိုတတ်တည်ရတဲ့အထိဖြစ်သွားခဲ့တယ်ဒါဝိကတော့ဘဝအတ္တထဲမှာမှားယဉ်မှုတွေတော့ရှိပါတယ်သို့ရတွင်ဖះအလိုတော်ကိုရှာဖွေတယ်ဖះအလိုတော်ကပါလေအဲဒီဖះအလိုတော်နဲ့ဆန့်ကျင်ဘက်ကိုရောက်သွားရင်လေနောင်နာနဲ့ဖះစီကိုပြန်တိုးဝင်တယ် ။ဒါကြောင့်မို့တမချမ်းသာမှာဘလို့မှတ်တမ်းတင်လဲဆိုရင်တော့ဒါဝိတ်ကတဲ့မိမိရဲ့ကာလမှာဖျားအလိုတော်ကိုဆောင်ရွက်ပြီးတော့ပြီးစည်းစေခဲ့တယ်လို့ဖော်ပြပါတယ်။သူအသက်ရှင်ရတဲ့ကာလအပိုင်းခြားလေးမှာသူ့ကိုဖျားသခင်ခိုင်းထားတဲ့တာဝန်သူ့ကိုဖျားသခင်ပေးထားတဲ့အစွမ်းစားနဲ့သူကဖျားအလိုတော်ကိုဆောင်ရွက်ပြီးတော့ပြီးစည်းခဲ့တယ်ဆိုအကြောင်းကိုတမချမ်းသာမှာမှတ်တမ်းတင်ထားပါတယ်။ဒါကြောင့်မို့ဖျားအလိုတော်တိုင်းအသက်ရှင်တဲ့အခါမှာဒါဝိရဲ့မိကွက်ကိုမသိစေရအောင် ဒါဝိဒ်ကသားစဉ်မြေဆက်အထောင်သောင်းတိုင်အောင်ဘုရားသခင်အကောင်းကြီးမြင်္ဂလာကိုခံစားရတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ချက်တော်ရောက်စီတိုင်းယခုနေ့ရဲ့ကာလတော့ဟာဆိုးရုပ်တယ်။ဒါဘုရားသခင်အလိုတော်ကိုသိတော်သူဖြစ်ပါစေ။အဲဒီဘုရားသခင်အလိုတော်လမ်းထဲမှာအသက်ရှင်တတ်တော်သူဖြစ်ပါစေ။ဒါဆိုရင်ဘုရားသခင်အလိုတော်တိုင်းအသက်ရှင်နိုင်မှုအတွက်ဘာလုပ်ရမလဲ။ဘေးရာကအရေးကြီးတာလေ။ယောမောအိုရာစာခန်းကြီး7အပိုင်ငယ်2မှာဘလို့ဖော်ပြလဲဆိုရင်တော့သင်တို့ဒီ လောကီပုံတံကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာဒီဟုသောဘုရားသခင်အလိုတော်ရှိသောအရာသည်အပေအရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတံပြောင်းလဲခြင်းသို့ရောက်ကြလော။တမန်ကျမ်းစာကဘာဖော်ပြလဲဆိုရင်တော့လောကီပုံတံကိုမဆောင်ပါနဲ့ကျွန်တော်တို့ကလောကထဲမှာအသက်ရှင်တော်냐လဲဘုရားရဲ့သားသမီးတွေဖြစ်တယ်။ဒါကြောင့်မို့လောကသားကဲ့သို့ လောကီစံစွာအသက်မရှင်ဘဲနဲ့ဖရာသခင်ရဲ့အလိုတော်လမ်းထဲမှာအသက်ရှင်တတ်ဖို့ဖြစ်တယ်။ဒါကြောင့်ဖရာသခင်အလိုတော်ရှိသောအရာကတဲ့ဘယ်အရာလဲဖရာကဘာလို့ရှိတာလဲဆိုတော့ကိုတဲ့အသက်တာထဲမှာသင်ယူနိုင်မဲ့အကြောင်းနဲ့စိတ်နှလုံးကိုအသက်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းဆိုရောက်ပါလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ချစ်သောညောင်ရောက်စီတိုင်းကျွန်တော်ဘွားတတာထဲမှာဖရာသခင်အလိုတော်ကိုသိပြီးတော့ဖရာသခင်အလိုတော်လမ်းထဲမှာအသက်ရှင်နိုင်ဖို့ဖရာသခင်အလိုတော်ကိုအသက်တာထဲမှာသင်ယူနိုင်ဖို့ရန်အတွက် အရေးကြီးဆုံးအချက်ကတော့သင်ရဲ့စိတ်နှလုံးကိုအသိပြင်ဆင်ဖို့ပဲဖြစ်တယ်။စိတ်နှလုံးကိုပြင်ဆင်တဲ့အခါမှာကျွန်တော်နှလုံးသားကဖရဲသခင်နှစ်သက်တဲ့အခါမှာဖရဲသခင်အလိုတော်လမ်းထဲမှာကျွန်တော်ကရှောက်လန်းနိုင်မှာဖြစ်ပါလေ။ကာယီနာနဲ့အာဗီလာမှာနှစ်ယောက်လုံးဖရဲရှိခိုးဝိမဲ့တယောက်ကိုပဲဖရဲကလက်ခံတယ်။ဘာဖြစ်လို့လဲဆိုရင်တော့ကာယီနာရဲ့နှလုံးသားကမာကြောနေတယ်။ဖရဲသခင်ဒုတိယအချိန်ခွင့်ရေးပေးတာတော့မှဖရဲသခင်ကိုမှန်ကန်တဲ့နီလန်းနဲ့ပြန်ပြီးတော့မကိုးကွယ်ဘူး။ သူစိတ်ဆန္ဒအလိုတိုင်းပဲသူကလှုပ်ဆောင်ခဲ့တယ်နောက်ဆုံးသူ့ညီအစ်ကိုတော့သူကလဲလဲသွားပြီးတော့တတ်ပလိုက်တယ်ရှောလူနဲ့ဒါဝိအသက်တော်ကြီးတဲ့ခါမှာလေရှောလူကနှလုံးသားမာကြောပြီးတော့သူများကိုမနာလိုတဲ့စိတ်တွေမကောင်းတဲ့နှလုံးသားသဘောတွေရှိတဲ့ခါမှာဖះအလိုတော်ကိုသူမလိုက်နိုင်ဘူး။ဒါကြောင့်မသူ့ဘဝတတာကပျက်စီးခြင်းနဲ့ပဲနေကုန်းချုပ်တယ်။ဒါဝိကတော့မှားယွင်းမှုတွေရှိတော်ညာလေဖះသခင် အလိုတော်တိုင်းအသက်ရှင်ဖို့ရန်အတွက်ဖះစီကိုပြန်လှည့်တယ်။ဖះစီကိုနောင်နှားနဲ့ပြန်တိုးဝင်တယ်။ ။ဒါကြောင့်မို့ဖះအလိုတော်အတိုင်းအသက်ရှင်နိုင်သွားတယ်။ဖះအလိုတော်အတိုင်းအသက်ရှင်နိုင်သွားတဲ့အခါမှာသားစဉ်မြေဆက်အထောင်တောင်းတိုင်အောင် ကောင်းကြီးမြင်လာခံရပါတယ်။ခြေတော်ညောစီတိုင်းကျွန်တော်ဘုရားတရားထဲမှာဖះသခင်အလိုတော်အတိုင်းအသက်ရှင်တတ်ဖို့အိမ်မတိုင်ရည်ကြီးပါတယ်။အဲဒီဖះသခင်အလိုတော်အတိုင်းအသက်ရှင်နိုင်ဖို့ရန်အတွက်လေကျွန်တော်ရဲ့နှလုံးသားကိုပြင်ဆင်ဖို့လိုတယ်။ ကျောင်းနှလုံးသားထဲမှာဖရာသခင်မကြိုက်တဲ့အရာတွေမာနာကြီးခြင်းတွေကြော်စောကိတ်ထီကိုတတ်မှတ်ခြင်းတွေသူတို့ဘွားကိုအပြစ်မြင်ခြင်းတွေလောကအရာတွေကိုဆွဲလန်းခြင်းတွေကိုဖယ်ရှားပြီးတော့ကျောင်းနှလုံးသားကိုအသစ်ပြင်ဆင်ဖို့လိုအပ်ပါလေ။သင်နှလုံးသားကိုသင်ကိုယ်တိုင်မပြုတ်ပြင်နိုင်ပါဘူး။ဖရာသခင်ကကျွန်တော်ကိုနေ့ရက်စဉ်တိုင်းမှာပြုတ်ပြင်ပေးနေတယ်။ဒါကြောင့်မို့ဖရာသခင်ပြုတ်ပြင်ပေးခြင်းကိုခံယူပြီးတော့စိတ်တော်အသစ်နဲ့ ဘုရားသခင်အလိုတော်ကိုလိုက်လျှောက်ခြင်းအပြင်ဘုရားသခင်ကောင်းကြီးမင်္ဂလာကိုခံစားတော်သူများဖြစ်စေဖို့ဝင်ကားပါလေအားလုံးပေါ်မှာဖျာရှင်ကောင်းကြီးပေးပါစေ